နောက်တစ်ခုကကြတော့ငိမ့်ချမ်းလုံကြုံဆိုတာကြီးပွားကြငိမ့်ချမ်းလုံကြုံမှုဆိုလို့ရှိရင်နံပါတ်၁ကျမတို့တရားဥပဒေစိုးမိုးမှုရှိရမယ်အဲ့ဒါကြောင့်မို့ကျမတို့ဒီဒီရဲတပ်ဖွဲ့ရောအထွေထွေအုပ်ချုပ်ရေးဌာနရောပြီးလို့ရှိရင်တရားစီရင်ရေးခန္ဓာရောကျမတို့ပြုပြင်ပြောင်းလဲမှုတွေဆောင်ရွက်ရမှာဖြစ်ပါတယ်အဲ့ဒါအတွက်ကိုကျမတို့ဒီနိုင်ငံတကာမှာအောင်မြင်နေတဲ့စနစ်တွေကျမတို့လေ့လာပြီးလို့ရှိရင်ပြုပြင်ပြောင်းလဲမှုတွေဆောင်ရွက်ရမှာဖြစ်ပါတယ်ရှင့်အဲနောက်တစ်ခုကတော့ဒီငိမ့်ချမ်းရေးကို စောင့်ရှောက်တယ်ပေါ့နော်တက်မတော်အားကောင်းအောင်ကျွန်တော်တို့ဒီအရာဖက်တက်ဖက်ပိုးပေါင်းဆောင်ရွက်ရေးအရာဖက်တက်ဖက်အဆက်ဆံရေးကိုကောင်းအောင်လုပ်ပြီးလို့ရှိရင်ဒီငင်းချမ်းရေးကိုကာကွယ်စောင့်ရှောက်တဲ့တက်မတော်လည်းအားကောင်းအောင်ကျွန်တော်တို့အပိုးပေါင်းဆောင်ရွက်ရမှာဖြစ်ပါလေ။နောက်တပြိုင်နက်ထဲမှာလည်းလုံခြုံရေးပေါ့ရှင်ပြည်သူလူထုလုံခြုံရေးကိုတာဝန်ယူပေးနေကြတဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ပေါ့ရှင်ရဲတပ်ဖွဲ့လည်းကျွန်တော်တို့အားကောင်းအောင်ကျွန်တော်တို့ဆောင်ရွက်ရမှာဖြစ်ပါလေ။အဲငင်းချမ်းနောက်တစ်ခုကကျတော့ကျွန်တော်တို့တရားဥပဒေစိုးမိုးရေးလို့ပြောလို့ရှိရင်လည်းဒီအာဂရ ီးလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်တွေပါတယ်အလုပ်လုပ်အောင်ပေါ့နော်အဲဒီလိုတွေတိကျအလုပ်လုပ်နိုင်အောင်ကျမတို့အားပေးကူညီရမှာဖြစ်ပါတယ်ရှင်အဲနောက်တစ်ခုကတော့နောက်ဆုံးတစ်ခုကတော့လူတို့ဘဝအထက်ကငိမ့်ချမ်းလုံးကြုံစွာကြီးပွားကြပါတော့။နောက်ကြီးပွားဖို့ဆိုလို့ရှိရင်ကြတော့ကျမတို့ခုနကလို့အဲဈေးကွက်စီးပွားရေးစနစ်ကိုပြန်လည်ကျင့်သုံးမယ်။အဲပြီးလို့ရှိရင်ကျမတို့လူတိုင်းလူတိုင်းကလွတ်လွတ်လပ်လပ်ကို ကံညာဝရိယရှိသလောက်စူးစမ်းအားထုတ်သလောက်အကြီးပွားတိုးတက်နိုင်ခွင့်ရှိအောင်เนาะဒါလေးတွေကျမတို့အပြန်ပြီးမှဆောင်ရွက်ခြင်းအပြင်ကျမတို့ဒီကြံ့ငွေတန်ဖိုးလဲခိုင်မာအောင်လုပ်မယ်ပြီးလို့ရှိရင်ရှားတဲ့ ကိုရှာတဲ့ငွေနဲ့အတုံးခံတဲ့ပတ်စံဖြစ်အောင်ပေါ့နော်မြန်မာကျပ်ငွေခိုင်းမအောင်အဲဝယ်ယူနိုင်စွာမြင့်အောင်ပေါ့နော်ဒါလေးတွေကျွန်တော်တို့ဆောင်ရွက်ရမှာဖြစ်ပါလိမ့်ရှင်ဝယ်ယူနိုင်စွာမြင့်ဖို့ဆိုလို့ရှိရင်ကုန်စည်နှုန်းကျဖို့အရေးကြီးပါတယ်ကုန်စည်နှုန်းကျဖို့ဆိုရင်ခုနကထုတ်လုပ်စိတ်နဲ့ချရအောင်လေကျွန်တော်တို့အဲတည်ယူပို့ဆောင်စိတ်နဲ့ချရအောင်ဖြစ်ပါတယ်တော့တပြိုင်နက်တည်းမှာဒီကုန်ဖြစ်စည်းတွေလည်းများပြားအောင်ပေါ့နော်ပြည်သူလူထုတကယ်လိုအပ်လို့ တုံးစရာရှိတဲ့အကုန်ပစ္စည်းတွေလည်းများပြားအောင်ကျွန်တော်တို့ဈေးကွက်ထဲမှာပစ္စည်းတွေများပြားနေအောင်ဆိုရင်အဲကျွန်တော်တို့ကုန်သွယ်ရေးဆိုင်ရာမူဝါဒတွေဖြေလျှော့အောင်မှာဖြစ်ပါတယ်ရှင်အဲအဲ့လိုနဲ့ပေါ့နော်ကျွန်တော်တို့ကမိသားစုတစ်ယောက်တစ်ခုချင်းစီအဲနိုင်ငံသားတစ်ခုချင်းစီဝင်ငွေတိုးအောင်ပေါ့နော်ကျွန်တော်တို့ဆောင်ရွက်တာပေါ့နော်အဲ့ဒါလေးဒီကျွန်တော်တို့ရဲ့အဲကျွန်တော်တို့ဒါအသေးစိတ်ရှင်းပြတာမဟုတ်ဘဲနဲ့သဘောတရားလောက်ပဲပေါ့နော်ဒီအချိန်ကတ်သက်တွေမှာအဲဒါလေးတွေကျွန်တော်တို့ဆောင်ရွက်သွားမယ်လို့ကျွန်တော်ရှင်းလင်းတင်ပြခြင်းဖြစ်ပါတယ်ရှင် ဲနောက်တစ်ခုကတော့ကျွန်တော်တို့အဲကျွန်တော်တို့ဒီစာရွက်လေးလဲဒီလက်ကမ်းစာဆောင်လေးလဲထုတ်ဝေထားပါတယ်အဲ့ဒါကတော့ရက်တရားစီမံချက်ပေါ့နော်ကျွန်တော်တို့ခုနကပြောခဲ့တဲ့ကျွန်မရှင်းလင်းတင်ပြခဲ့တဲ့ကျွန်တော်တို့ ကျွန်တော်တို့ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ရွေးကောက်ပွဲကြေညာဆန်ဆန်းမှာအဲကျွန်တော်တို့လုပ်ငန်းစဉ်တွေပေါ့နော်ကျွန်တော်တို့ပါတီစတီထောင်လုံးဝရင် programmatic ပါတီအနေနဲ့တည်ထောင်တယ်မူဝါဒနဲ့လုပ်ငန်းစဉ်အတိအကျရှိတဲ့ပါတီအနေနဲ့တည်ထောင်ခဲ့ပါတယ်ရှင်အဲ့လိုတည်ထောင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကလူတူးတယောက်တည်းကို အမိခုန်နေတဲ့ပါတီမဟုတ်ဘူး။နောက်ခုနကကျမပြောခဲ့တယ်လို့ပဲပေါ့နော်။ကျမကျမမရှိတဲ့ကျမဒီဝန်ကြီးဌာနမှာ၄နှစ်တော့အလုပ်လုပ်တဲ့အချိန်မှာပါတီကတကယ်ခက်ခက်ခဲခဲပေါ့နော်။ဒီပြည်ထောင်စုစစ်ပါတီအနေနဲ့မှတ်ပုံတင်ပြီးတော့မှကျမဝန်ကြီးဌာနအနေပြန်ရောက်တဲ့အချိန်မှာပါတီကအကုန်ပြည့်ပြည့်စုံပြီးဖြစ်ပါတယ်ရှင်။အဲဒီပြည်တော်စုအစ်အစ်မြည်ပြီးဖြစ်ပါတယ်ဒါကျမလုတ်ခဲ့တာမဟုတ်ဘူးကျမမရှိတော့မှအဲရာကြီးဥက္ကဋ္ဌတွေကနေပြီးတော့မှ ပြီးလို့ရှိရင်ကျွန်တော်တို့ဘုံလုံးဥဆောင်ဖွဲ့ရဲ့ဥဆောင်မှုနဲ့နော်တိုင်းနယ်ပြည်နယ်အမှုဆောင်တွေမြို့နယ်အမှုဆောင်တွေဥဆောင်မှုနဲ့ကျွန်တော်တို့ဟိုဆက်လက်ပြီးတော့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ရှင်။နောက်အခုဆိုလို့ရှိရင်လည်းကျွန်မလည်းဒါအများသိပြီးဖြစ်ပါတယ်။ကျွန်မလည်းရွေးကောက်ပွဲဝင်လို့မရဘူးပေါ့နော်။ပါတီဥက္ကဋ္ဌတယောက်အနေနဲ့ရွေးကောက်ပွဲဝင်လို့မရဘူးလေ။အဲကျွန်တော်တို့ပါတီရဲ့ကိုယ်စားလှယ်လောင်း680ဟာအဲကိုယ်နေဒေတာမှာရှိတဲ့ကြာရတာဝန်ထမ်းဆောင်ပြီးတော့မှကျွန်တော်တို့မြန်မာတကြီးလုံးတိုင်းတာနဲ့ကျွန်တော်တို့အခုရက်60အတွင်းမှာ အဲကျွန်တော်တို့ဒီ campaign တွေပေါ့နော်ဒီစီယုံရေးလုပ်ငန်းတွေကျွန်တော်တို့ဆောင်ရွက်နေကြတာဖြစ်ပါလိမ့်ရှင်အဲအဲ့ဒါကြောင့်မို့ကျွန်မပြောချင်တာကခုနကကျွန်တော်တို့ရဲ့ဒီရွေးကောက်ပွဲကြေညာစာတမ်းပေါ့နော်ကြေညာစာတမ်းမှာလုပ်ငန်းစဉ်တွေရှိတယ်အဲ့လုပ်ငန်းစဉ်တွေမှာကျွန်တော်တို့ကရက်တရစီမံချက်တစ်နှစ်စီမံချက်၅နှစ်စီမံချက်ဆိုပြီးကျွန်တော်တို့ရေးထားတာဖြစ်ပါလိမ့်ရှင်ဒါလေးတွေကတော့ဒါပြည်သူလူထုအလွယ်တကူသိရှိနိုင်အောင်ပေါ့နော်ရက်တရစီမံချက် အလက်ကမ်းစာဆောင်လေးတွေကျွန်တော်တို့ဖြန့်ဝေထားတာဖြစ်ပါတယ်အဲကျွန်မအနေနဲ့အသေးစိတ်တော့မပြောတော့ပါဘူးဘာဖြစ်လို့လဲဆိုရင်ဟိုဒီအချိန်ုံလဲငယ်ညာတော့အဖြစ်ပေါ့နော်နေ့လယ်မှာလဲအခမ်းအနားတစ်ခုရှိသေးတဲ့အခါကျတော့နောက်ကျွန်တော်တို့ရဲ့တာဝန်ရှိသူများလဲဆက်လက်ရှင်းလင်းတင်ပြမှာဖြစ်တဲ့အတွက်ပေါ့နော်ဆိုလို့ရှိရင်ကျွန်မကိုယ်စီလေလောင်းနေကျွန်မအဲမြစ်တာရက်ခံချင်တာကကျွန်တော်တို့ရဲ့ဒီရက်တရားစီမံချက်ကောနောက်ဘာကြောင့် ပြည်သူ့ရှေ့ဆောင်ပါတီကိုမဲပေးတဲ့နာမည်အဲ့ဒါကတော့ကျမတို့ဗဟုလုံမှုဆောင်ဖွဲ့ဝင်လည်းဖြစ်တယ်အဲဒီတိုင်းရင်းသားရေးရာကော်မတီဥက္ကဋ္ဌလည်းဖြစ်တယ်။ရှမ်းပြည်နယ်တာဝန်ခံလည်းဖြစ်တဲ့ကိုလင်းလင်းစိုးဦးလင်းလင်းစိုးကနေပြီးရှင်းလင်းတင်ပြมาဖြစ်ပါတယ်ရှင်။